င်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မျက်နှာချင်းဆိုင်တွေးဆောင်ဆူနေဖို့လိုအပ်လာပြီလို့မင်းအောင်လိုင်းပြောလာတဲ့အကြောင်းတင်ဆက်ပေးပါမယ်မျက်နှာချင်းဆိုင်တွေးဆောင်ဆူနေဖို့လိုအပ်လာပြီဖြစ်ကြောင်းစစ်ကောင်စီကောင်ဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းကဇွန်လ25ရက်မှာပြုလုပ်တဲ့ငင်းချင်းဖိုရမ် Face Forum 2025မှာမိန့်ခွန်းပြောကြားရမှာထည့်သွင်းပြောကြားခဲ့တာပါလူမှုစီးပွားပေါ်မှာလုံခြုံရေးနဲ့အာမခံချက်ရရှိဖို့အဓိကဖြစ်ပါတယ် အေဂျင်စွာနေထိုင်ပြီးကောင်းမွန်စွာဆောင်ရွက်နိုင်ခြင်းဖြင့်မိမိတို့ဘဝတိုးတက်မှုကိုရရှိမှာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးဖြစ်ဖို့ဆိုတာကျွန်တော်တို့အနေနဲ့မျက်နှာချင်းဆိုင်တွေ့ဆုံပြီးအမြင်ချင်းဖလှယ်ဆွေးနွေးသွားဖို့အမှန်တကယ်လိုအပ်ပါတယ်လို့စစ်ကောင်ဆောင်ကပြောပါတယ်။အဲဒီလိုမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့မင်းအောင်လိုင်ကပြောကြားခဲ့တော့လေမိတိအဖွဲ့များနဲ့တွေ့ဆုံဆွေးနွေးမယ်ဆိုတာကိုတော့တိကျစွာပြောကြားချက်ခဲ့ခြင်းမရှိပါဘူး။ဒါအပြင်မြန်မာနိုင်ငံပြည်တွင်းရေးမှတရုတ်အကူအညီရယူနေတဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်ကပြည်ပဩဇာကံဖြစ်မသွားဖို့လိုအပ်တယ်လို့လည်းအဲဒီဖိုရမ်မှာပြောကြားထားပါတယ် ်နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီးနိုင်ငံများနဲ့တဟဆာတာဖြစ်နေဖို့လိုအပ်တာမှန်ပေမဲ့လည်းဩဇာကံဖြစ်မသွားဖို့အထူးသတိပြုရမှာဖြစ်တယ်လို့စစ်ကောင်ဆောင်ကဆိုပါတယ်။ အဆိုပါဖိုရမ်မှာပဲစကောင်ဆောင်ကငြိမ်းချမ်းရေးဖော်ဆောင်ရမှာပြည်ပဆွတ်ဖတ်မှုမရှိဖို့လိုအပ်တယ်လို့ပြည်ရင်းအနှောင့်အယှက်ကင်းကင်းရှင်းရှင်းရှိဖို့လိုအပ်တယ်လို့ပြောကြားထားတဲ့အပြင်တိုင်းရင်းသားညီကိုချင်းချင်းပြည်ထောင်စုစိတ်ဓာတ်အရင်ခံပြီးနိုင်ငံနီလန်တကြားတွဲဆောင်ဆွေးနွေးအဖြစ်ရှာနိုင်မှသာတည်တံ့တဲ့ငြိမ်းချမ်းရေးရရှိမယ်လို့လည်းပြောပါရယ်ဒီလိုစကောင်ဆောင်ကပြောကြားထားပြီးမှလာရှုံးမျိုးပြန်လည်ရရှိဖို့အတွက်တရုတ်ကိုအကူအညီတောင်းခံခဲ့တယ်လို့စင်ရေးအရလုံးဝမနိုင်တဲ့ TNL ကရင်နဲ့အေရုတ်ကိုလည်းတရုတ်နိုင်ငံကဖိအားပေးဖို့စကောင်စီကအကူအညီတောင်းခံထားကြောင်းနိုင်ငံ င်းလေးလာတုံသက်သူတွေကထောက်ပြပါရီဒါအပြင်ပြည်သူများလက်မခံတဲ့ရွှေကောက်ပွဲကိုလည်းမဖြစ်မနေလှုပ်ဆောင်သွားမယ်လို့စစ်ကောင်စီကပြောကြားထားသလိုရွှေကောက်ပွဲမှာထွက်ပေါ်လာတဲ့အစိုးရကိုလည်းအာဏာလွှဲသွားမယ်လို့ပြောပါရီငိမ့်ချင်းဖိုရမ်မှာဆင်အာဏာသိမ်းခဲ့မှုကိုလည်း2008ဖွဲ့စည်းပုံအတိုင်းပြုလုပ်သွားတယ်လို့ပြောကြားခဲ့တဲ့အပြင်လက်ရှိလှုပ်ဆောင်နေခြင်းတွေကအခြေခံဥပဒေကိုကျော်လွန်ခြင်းမရှိဘူးလို့လည်းစစ်ကောင်ဆောင်ကထက်ခါထက်ခါပြောကြားခဲ့ပါသေးတယ် ဒါအပြင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများမအောင်မြင်ခဲ့ခြင်းက NLD အစိုးရနဲ့လွတ်တော်တို့မှဥပဒေကြောင့်လုံလောက်ဆောင်ခဲ့ခြင်းဖြစ်တာကြောင့်လို့လဲစစ်ကောင်ဆောင်ကဆွဆွဲခဲ့ပါသေးတယ်။ နောက်ထပ်တစ်ပုံအနေနဲ့ NND အစိုးရနဲ့လွှတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာလှုံ့ဆော်ခဲ့လို့လက်ရှိအခြေအနေဆိုင်ရောက်ခဲ့ရတယ်လို့အကြံဖက်မင်းရောင်လိုင်းပြောပြနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ NND အစိုးရနဲ့လွှတ်တော်ကဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုပြဋ္ဌာန်းချက်တွေနဲ့ကိစ္စများစွာလှုံ့ဆော်ခဲ့ပြီးလက်ရှိအခြေအနေဆိုင်ရောက်ခဲ့ရကြောင်းအကြံဖက်စစ်ကောင်းဆောင်မင်းရောင်လိုင်းကပြောဆိုပြန်ပါတယ်။နေပြည်တော်မှာဒီကနေ့ပြုလုပ်တဲ့ငင်းချင်း Forum Fees Forum 2025မှာအကြံဖက်စစ်ကောင်းဆောင်မင်းရောင်လိုင်းကအထက်ပါတိုင်ပြောဆိုခဲ့တာပါ။စစ်တပ်က2008ဖွဲ့စည်းပုံအခြေခံ ကိုရင်းဆွဲပြီးပြည်လုံးကျဆန္ဒခံယူပွဲပြုလုပ်ပြီး2011ခုနှစ်မှာဒီမိုကရေစီစနစ်ကိုအေးအေးချမ်းချမ်းနဲ့ကူပြောင်းပေးခဲ့ကြောင်းစစ်တပ်ကဒီမိုကရေစီစနစ်ကိုဖော်ဆောင်ခဲ့တာဖြစ်ကြောင်းပထမဒီမိုကရေစီအစိုးရသမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာလည်းစိန်ခေါ်မှုတွေရှိခဲ့ပြီးဒုတိယဒီမိုကရေစီအစိုးရ NND အစိုးရမှစစ်ပန်ရပ်ဖတ်ဆက်ဆံရေးကိုတုံ့ပြန်ဖို့ကြိုးပမ်းခဲ့ကြောင်းဒါပေမဲ့ NND အစိုးရလွှတ်တော်နဲ့အစိုးရကပြတ်တမ်းချက်မညီညွတ်တဲ့ပြောဆိုမှုပြတ်တမ်းချက်တွေနဲ့ကိစ္စများစွာကိုလှုံ့ဆော်ခဲ့တဲ့အတွက်လက်ရှိအခြေအနေထိဆိုင်ရ ရောက်လာခြင်းဖြစ်ကြောင်းမင်းအောင်လိုင်းကဆိုပါတယ် အဲ့ဒီကာလာတုန်းကတက်မတော်ကရက်ဖက်စစ်ဖက်ဆက်ဆံရေးတုံ့ပြန်ဖို့ကျွန်တော်တို့ကြိုးပမ်းခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်တုန်းကလွှတ်တော်နဲ့အစိုးရအနေနဲ့ဥပဒေနဲ့မညီညွတ်တဲ့ပြောဆိုမှုတွေပြဋ္ဌာန်းချက်တွေကိုအတည်ပြုပြီးဥပဒေနဲ့မညီညွတ်တဲ့ကိစ္စများစွာလှုပ်ဆောင်ခဲ့ပါတယ်။ဒါကြောင့်လည်းဒီမိုကရေစီအစိုးရဒုတိယအစိုးရလက်ထက်မှာဒီမိုကရေစီလမ်းကြောင်းနဲ့လွဲချော်ပြီးလက်ရှိအခြေအနေကိုရောက်ရှိလာခဲ့ရတာအားလုံးအသိပဲဖြစ်တယ်လို့မင်းအောင်လိုင်းကပြောဆိုပါတယ်။ရခိုင်က2020ရွှေကပွဲမှာမဲမတမာမှုရှိပြီးစစ်တပ်က2008ဖွဲ့စည်းပုံအခြေခံဥပဒေအရအာဏာရယူတယ်လို့မင်းအောင် ောင်းလိုင်းကပြောဆိုခဲ့တော့လေအခုကမှအရက်ဖတ်စစ်ဘက်ဆက်ဆက်ရေးအစမပြေမှု NND အစိုးရနဲ့လွတ်တော်ရဲ့လှုပ်ဆောင်ချက်များဥပဒေနဲ့မညီလို့လက်ရှိအခြေအနေဆိုင်ရောက်ရတယ်လို့ပြောဆိုလာပြန်ပါတယ်။ စစ်တမ်းအနေနဲ့မြန်မာမှာဒီမိုကရေစီကိုထူထောင်ရမှာမြန်မာနီမြန်မာဟန်ဒီမိုကရေစီကိုထူထောင်ရမှာဖြစ်ပြီးအခြားနိုင်ငံတွေရဲ့ဒီမိုကရေစီစနစ်ကိုပုံတူကူးချမှာမဟုတ်ကြောင်းရွေးကောက်ပွဲမှာမင်းအများဆုံးသူအနိုင်ယူတဲ့စနစ်အပြင်ပီအာချိုးကြကိုစားပြုစနစ်ကိုလည်းအကောင့်ထဲပေါ်မှာဖြစ်ကြောင်းရွေးကောက်ပွဲကိုလာမယ့်နှစ်ကုန်ပိုင်းမှာကျင်းပနိုင်ဖို့စီစဉ်နေကြောင်းမင်းအောင်လိုင်ကဆက်လက်ပြောဆိုပါတယ်ကျွန်တော်တို့အနေနဲ့ဒီမိုကရေစီကိုကျင့်သုံးရမှာအခြားနိုင်ငံတွေကိုပုံတူကူးချသွားမှာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံရဲ့တမိုင်းကြောင်းလူနေမှုစနစ်ရှင်ကျေးမှုဇယိုင်းလက္ခဏာဓလေ့ထုံထမ်းအစဉ် င်လာတွေနဲ့ကန့်ညီတဲ့ဒီမိုကရေစီစနစ်ကိုမြန်မာနီမြန်မာဟန်နဲ့မြန်မာတွေရဲ့ဥဆောင်ပြီးတော့ဖော်ဆောင်သွားမှာဖြစ်တယ်လို့မင်းရောင်နိုင်ကဆိုပါတယ်စစ်ကောင်စီအနေနဲ့ရွှေကပွဲကိုလာမယ့်ဒီဇင်ဘာလကစတင်ပြီးကျင်းပက2026ခုနှစ်ဇန်နဝါရီဒုတိယပတ်တင်လေးပတ်အတွင်းအပင်းကျင်းပသွားဖို့စဉ်းစားနေကြောင်းရွှေကပွဲကျင်းပမယ့်ရက်ကိုချိန်ညှိနေကြောင်းအကြံဖတ်မင်းအောင်လိုင်ကပြောဆိုသွားပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့မြေအောင်စေးရုံစေကံတည်ဆောက်မဲ့ကမ်ပိန်းသက်မှတ်ရာဂိုင်းနှုန်းထက်ကျော်လွန်ရရှိထားတယ်လို့ NUG ပြောတဲ့ကြောင်းတင်ဆက်ပေးပါမယ်။အာနာဒိန်စစ်ကောင်စီရဲ့ပုံကျဲတံကိုခံနိုင်တဲ့မြေအောင်စေးရုံစေကံတည်ဆောက်မဲ့ကမ်ပိန်းမှာလက်ရှိမှာသက်မှတ်ရာဂိုင်းနှုန်းထက်ကျော်လွန်ရရှိထားကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG ဝန်ကြီးချုပ်ယုံထံမှသိရပါရယ်။ NUG ကျန်းမာရေးဝန်ကြီးဌာနကပြည်သူလူထုကိုလုံခြုံစွာနဲ့ကျန်းမာရေးဆောင်ရှောက်မှုများပေးနိုင်ဖို့စေရုံရှင်ရုံတည်ဆောက်လုပ်ဖို့ရည်ရထားတဲ့ Safe Hospital Safe Hugger ကမ်ပိန်းကိုပြီးခဲ့တဲ့ မေလကလေးကပြုလုပ်နေကြောင်းသိရပါတယ်အခုဒီကမ်ပိန်းက130ရာခိုင်နှုန်းနီးပါးလောက်တော့ရရှိနေပါပြီဒါပေမဲ့လည်းကမ်ပိန်းပိတ်မဲ့ကာလာထီဆက်လက်ပြီးပါဝင်ပေးကြဖို့ကျွန်တော်တို့ကတောင်းဆိုလိုပါတယ်လို့ NUG ဝန်ကြီးချုပ်ရုံပြောခွင့်ရဦးနေဖုံးလက်ကပြောပါတယ်တမတ်ရထားတဲ့ငွေတက်ပုံမရပါကဘေးကင်းလုံခြုံတဲ့စင်ရုံများပို့ပြီးတိစောက်နိုင်မှာဖြစ်တာကြောင့်ရှာနှုံးပြည့်သွားတော့လဲထပ်မံပါဝင်ပေးကြဖို့တိုက်တွန်းပြောကြားလိုကြောင်းဦးနေဖုံးလက်ကဆိုပါတယ် အဆိုပါကမ်းမိန်ကိုပြီးခဲ့တဲ့မေလ24ရက်မှာစပြီးအခုဇွန်လ30ရက်ထိပြုလုပ်သွားမှာဖြစ်ပြီးအမေရိကန်ဒေါ်လာ၄သိန်းရှိမှပြီးစေယုံရှင်ယုံထိဆောင်းလုပ်ဖို့ရတာကလက်ရှိမှာမြေအောက်စေယုံနှယုံစတင်ဆောင်းလုပ်နေကြောင်းသိရပါတယ်စစ်ကောင်စီကအာဏာသိမ်းပြီးနောက်စတင်ကြောင်းများကိုတာမကစေယုံစည်းကမ်းတွေကိုပါတနေ့တခြားပြတ်မှတ်ထားတိုက်ခိုက်နေတာကြောင့် NUG ကျမ်းမာရေးဝန်ကြီးဌာနကကမ်းပိန်ပြုလုပ်ခါအဲ့ဒီလိုဆောင်းလုပ်နေခြင်းဖြစ်ကြောင်းသိရပါတယ်၎င်းပုံစံတန်ခနိုင်နဲ့မြေအောက်စေယုံနှယုံကိုမြေတိနေရာဒေသတွေမှာတည်ဆောက်နေခြင်းနဲ့နောက်တိုးထပ်မံတည်ဆောက်နေမှု တွေရှိမှရှိကိုတော့မြေပြင်လုံခြုံရေးရပြောလို့မရသေးကြောင်း UNG ဝင်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကဆိုပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့မော်ကြီးဒေသကိုစစ်ကောင်စီကလေကြောင်းမှပုံချင်ရာပြည်သူ20ဦးထပ်မင်းထိခိုက်မှုရှိတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကရင်နီပြည်နယ်ဖားဆောင်မြို့နယ်မော်ကြီးဒေသကိုစစ်ကောင်စီကလေကြောင်းမှပုံချင်ရာပြည်သူ20ဦးထပ်မင်းထိခိုက်ပြီးသေဆုံးသူများရှိကြောင်းစစ်ရှောင်းအရေးကူညီနေသူတချို့ကပြောပါရယ်။ဒီကနေ့မနက်7:00နာရီခန့်မှာမော်ကြီးဒေသတောင်ပေါ်ရွာကိုဂျက်ဖိုင်တာနဲ့စစ်ကောင်စီကပုံချဲခဲ့ခြင်းလို့ဆိုပါရယ်။ခဲခြင်းနဲ့ကုံစုံဆိုင်ပေါ်ကြတော့အထိကိုက်များခဲ့တဲ့တိုက်ပွဲဖြစ်နေတာကဖားဆောင်ဘက်လာကျဲတာမော်ကြီးခဲခြင်းဝင်နေကြတဲ့ချိန်အလုတ် တွေလုံနေကြတဲ့အချိန်ဆိုတော့အထူးကံများတယ်လို့ဖားဆောင်မြို့ကန်တောင်းကဆိုပါတယ်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတဲ့နေရာကိုပုံကျဲခြင်းမဟုတ်ပင်ဖြီသူများနေထိုင်ရာနေရာကိုအကြောင်းမဲ့တိုက်ခိုက်ခြင်းလို့ကရင်နီစစ်ဆောင်ရေးကူညီနေသူတောင်းကအတည်ပြုပါတယ် ဂျက်ဖိုက်တာရီကရင်နီကရားဘက်ကိုတောက်လျှောက်လာနေရမှုပြည်သူများစစ်ဘေးရှောင်လေရင်တန်းနားဆွင့်ခရူးပြူနေထိုင်ကြဖို့တတိပေးပြရစီလို့၎င်းကပြောပါရယ်ဒီကနေ့လေကြောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်သူတွေရဲ့နောက်ဆက်တွဲအခြေအနေကိုကရင်နီပြည်သားကလာအုပ်ချုပ်ရေးကောင်စီတပ်သတင်းဌာနကဆက်သွယ်မေးမြန်းနေစေဖြစ်ပါရယ် အခုတိုက်ခိုက်မှုအပအဝင်အာနာသိပြီးနောက်ပိုင်းမော်ကြီးဒေသကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု၄ချိန်ထက်မနည်းပြုလုပ်ခါလာသားရွယ်ကလေးငယ်ပါဝင်ပြည်သူ73တင်ဆောင်ခဲ့ပါတယ်။ဒီကနေ့မနက်ပိုင်းမှာဖားဆောင်မြို့မှာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းကရင်နီစစ်ရေးတရင်အင်းမြစ်ကဆိုပါတယ်။၂၀24ဖေဖော်ဝါရီ29ရက်မှာစတင်တဲ့ဖားဆောင်မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်စခန်းကိုကူနယ်ကကင်းနီယာတောင်ကူကိုကရင်နီတပ်ပေါင်းစုကသိမ်းပိုင်နိုင်ခဲ့ပြီးခြေစိုက်တရင်တစ်ခုဖြစ်တဲ့ခလာယာ134နဲ့ခလာယာ135တရင်သာကျန်ရှိနေလို့တရင်မှာဖော်ပြ ပါရှိပါရရှင်။နောက်ထပ်ရရှိထားတဲ့သတင်းတင်များကိုဆက်လက်သိရှိနိုင်စေဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးအားပေးကြပါအောင်။နားဆင်ပြီးလို့ကျေးဇူးများ යි တင်ပါတယ်။